လက်ရှိကမ္ဘာအရေးအခင်းအကျင်းမှာစစ်ပွဲတွေမရပ်နိုင်သေးပဲရှုပ်ထွေးနေကြတဲ့အပြင်အမေရိကန်နဲ့တရုတ်တို့ရဲ့ကုန်သွယ်စစ်ပွဲကြောင့်မို့လို့ပိုပြီးတော့ရှုပ်ထွေးလာကြပါပြီ။အဲ့ဒီထက်မှာဈာညလာတာကတော့နည်းပညာလောကပဲဖြစ်ပါတယ်။အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Nvidia ရဲ့ကိစ္စတစ်ခုဆိုရင်နည်းပညာလောကမှာရော stock share ဈေးကွက်တွေမှာပါလုံးဝအထိတ်တလန့်ဖြစ်သွားစေခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်သွားခဲ့ပါတယ်။ ဘာတွေဖြစ်သွားတာလဲဆိုရင်အမေရိကန်အစိုးရကိုယ်တိုင်ကပဲသူတို့နိုင်ငံမှာအကောင်းဆုံးစွမ်းရည်တွေကိုပြသနေတဲ့ Nvidia လို့နည်းပညာကုမ္ပဏီတစ်ခုကိုရုတ်တရက်ကြီးဖိအားတွေပေးလိုက်တာဖြစ်ပါတယ်။ပိုပြီးစိတ်ဝင်စားစရာကောင်းသွားစေတာတော့ Nvidia အနေနဲ့ဘာအမှားအယွင်းမှလုပ်ခဲ့တာမျိုးမရှိသလိုချမှတ်ထားတဲ့စီးမင်းစည်းကမ်းတွေအကုန်လုံးကိုလည်းလိုက်နာခဲ့ပေမဲ့အခုလို့ဖိအားပေးခံရတာပဲဖြစ်ပါတယ်။ ်အမ်ဘီရီယာကကဘာအကောင်းဆုံးသောချစ်ပြားတွေကိုထုတ်လုပ်တယ်လိုအပ်တဲ့ခွင့်ပြုချက်တွေလည်းအကုန်ရထားတယ်ပစ္စည်းပို့ဆောင်ရေးစနစ်တွေပါအကုန်အစီအစဉ်ဆွဲထားပြီးကမှရုတ်တရက်ကြီးဝါရှင်တန်ဘက်ကနေတရုတ်ကိုပို့မဲ့ကုန်ပစ္စည်းတွေကိုပိတ်ပင်လိုက်တာပဲဖြစ်ပါတယ်အခုဆိုရင်တော့ Nvidia ရဲ့ CEO ကိုတိုင်းတရုတ်ကိုတွားရောက်ခဲ့ပြီးတော့အဲ့ဒီမှာကြံနေသေးတဲ့သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုဒုက္ခမရောက်အောင်စူးစမ်းနေရပါတယ် ဒါပေမဲ့ဒီကိစ္စ Nvidia တခုတည်းနဲ့ပဲဆိုင်တာမဟုတ်ဘဲနဲ့ကုံသွေးစစ်ပွဲကြီးထဲမှာကြားညက်နေရတဲ့နည်းပညာနယ်ပယ်အကြောင်းကိုထင်ဟပ်စေခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့ဘာတွေများဖြစ်သွားခဲ့လို့လဲပြီးတော့ဒီလိုရှုပ်ထွေးနေတဲ့အခြေအနေတွေထဲမှာနီးပညာလုပ်ငန်းတွေဘလို့လှုပ်ရှားခီးဆက်နေကြလဲဆိုတာတွေကိုဒီနေ့မှာမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ် ပထမဆုံးအနေနဲ့တော့ Nvidia အကြောင်းလေးကိုနည်းနည်းလေးရှင်းပြပေးချင်ပါတယ်။လက်ရှိကျွန်တော်တို့သုံးနေကြတဲ့ ChatGPT တို့လို AI tools တွေ၊ Photo Video ထုတ်လို့ရတဲ့ AI tools တွေစသဖြင့်အမျိုးမျိုးရှိကြပါတယ်။အဲ့လို AI tools တွေအလုံးလုံးနိုင်ဖို့အတွက်လူတွေမှလိုပဲအုံနှောက်လိုအပ်ပါတယ်။ AI နဲ့အုံနှောက်ကတော့စွမ်းအမြင့်ကွန်ပျူတာချစ်ပြားတွေလို့ပြောရမှာပါ။ဒါတွေကို Nvidia ထုတ်လုပ်ပါတယ်။ လွန်ခဲ့တဲ့2022နှစ်နှစ်ကုန်ပိုင်းလောက်ကစလို့ ChatGPT နဲ့အတူတူ AI နည်းပညာလည်းအရင်ကနဲ့လုံးဝမတူတော့ဘဲနဲ့အရန်လူပြောများအရန်အသုံးများလာကြပါတယ်ဆိုတော့ Nvidia ရဲ့ chip တွေအပေါ်မှာလိုအပ်ချက်တွေကလည်းမယုံနိုင်လောက်အောင်များပြားလာပါတယ်။ကုမ္ပဏီကလည်းတော်တော်လေးကြီးထွားလာခဲ့ပြီးတော့ Apple လိုကုမ္ပဏီကြီးတွေထပ်တောင်မှဈေးကွက်တန်ဖိုးပိုများခဲ့ဘူးပါသေးတယ်။ သူတို့ chip တွေကလည်းနေရာတိုင်းမှာကိုရှိနေကြတာပါအထူးသဖြင့်စာသားတွေကနေပုံတွေစာတွေဗီဒီယိုတွေဖန်တီးပေးနိုင်တဲ့ generative AI လိုနည်းပညာတွေမှာဆိုရင်ပို့ပြီးတော့ရေးပါပါတယ်ဒါကြောင့်မဲ့ American အစိုးရသူတို့အမြဲစောင့်ကြည့်နေခဲ့ပါတယ်အထူးသဖြင့်အဲ့ဒီ chip တွေကိုတရုတ်တည်းစီတင်ပို့တဲ့ကိစ္စမျိုးတွေမှာပါဒါမဲ့ Nvidia ကတော့စီးမြင်စီကန်းတွေကိုလိန်ညာခဲ့တာချိုးဖောက်ခဲ့တာမျိုးလုံးဝမရှိခဲ့ပဲနဲ့အားလုံးကိုလိုက်နာခဲ့ပါတယ် အမေရိကန်ရဲ့ပိုးကုံကန့်သက်ချက်တွေနဲ့ကိုက်ညီမဲ့ချစ်ပြားတွေကိုပဲဒီဇိုင်းဆွဲတယ်လိုအပ်တဲ့ခွင့်ပြုချက်တွေအကုန်ယူတယ်ဝယ်သူတွေကလည်း order တွေအများကြီးအကြီးအကျယ်တင်ကြတယ်ထုတ်လို့ရပိုင်းရလဲအချိန်ဟုန်တော်တော်လေးကောင်းနေပါပြီ။နောက်ထပ်ထွက်လာမယ့်ကုမ္ပဏီရဲ့ဘန်နာရေးအစီရင်ခံစာထဲမှာတော့ဒီအော်ဒါတွေကနေရမယ့်ဝင်ငွေတွေမျှော်မှန်းပြီးသားဖြစ်ခဲ့ပါတယ်။အဲ့လိုအခြေအနေတွေကောင်းနေတဲ့အချိန်မှာပဲဘာမှကြိုမပြောရှင်းပြချက်လည်းဘာမှမပါဘဲနဲ့တရုတ်ဘက်ကိုပို့ရမယ့်ကုန်ပစ္စည်းတွေကိုရုတ်တရက်ကြီးပိတ်ပင်လိုက်တာပါ။ အဲ့ဒီမှာလည်း Nvidia ဘက်မှာပြောင်းစံကုန်ပြီးတော့ CEO ဖြစ်တဲ့ Jensen Huang ကလည်းပေကျင်းမှာတရုတ်အစိုးရတွေနဲ့တွားတွေ့ခဲ့တယ်လို့သိရပါတယ်။တချို့အတီမပြုတ်နိုင်သေးတဲ့သတင်းတွေအရဆိုရင် American ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Deep Sea Company နဲ့ပါတွေ့ခဲ့တယ်လို့ဆိုကြပါတယ်။ဘာလို့ Nvidia ဘက်ကဒီလိုဥယားဖားရလုပ်နေရလဲဆိုရင်တော့တရုတ်ကြီးတွေက Nvidia အတွက်တော့ကြီးမားတဲ့ဈေးကွက်ကြီးတစ်ခုဖြစ်နေတော့မှလို့ပါ။မနစ်ကဆိုရင် Nvidia စုစုပေါင်းရောင်းရတဲ့7300ခိုင်နှုန်းလောက်အထိကိုတရုတ်ကနေရခဲ့တာလို့သိရပါတယ်။ အမေရိကန်ပြည်တွင်းရောင်းရလောက်မများပင်မဲ့လေလုံးဝကြီးစွန့်လွတ်လိုက်ဖို့အထီတော်မဖြစ်နိုင်တဲ့ဈေးကွက်တစ်ခုဖြစ်နေကြတာပါရန်ဆန်ဟွမ်းအနေနဲ့အဲ့ဒီကိုတွားတာတော့အခြေခံအဖြစ်တရုတ်တင်နဲ့ဆက်ပြီးအလုံးလုံးဖို့လိုနေသေးတယ်ဆိုတာပြဖို့ပါဆိုတော့အမေရိကန်အစိုးရဘက်က NVIDIA ရဲ့တရုတ်ပုတ်ကုန်တွေကိုဘာကြောင့်ရုတ်တရက်ပိတ်ပင်လိုက်တာလဲဆိုတဲ့အကြောင်းအရာမှန်ကိုဆက်ပြီးတော့လေ့လာကြည့်ကြအောင်ပါ ကျွန်တော်အားလုံးသိကြတဲ့အတိုင်းပါပဲ Nvidia ရဲ့ chip တွေအထူးသဖြင့်ပုံမှန်ထက်အရေးသွေးနှိမ်အောင် short ထုတ်ထားတဲ့ chip လိုမျိုးတွေနဲ့တော့တရုတ်ဘက်က DeepSeek လိုအဆင့်မြင့် AI တွေကိုဖန်တီးနိုင်ခဲ့ပါတယ် နောက်ွယ်မှာအမေရိကန်ဘက်ကဆန်ရှင်တွေမချသေးခင်ကြိုးဝယ်ထားတာတွေရှိခဲ့လားနီလန်တမျိုးမျိုးနဲ့အစင်းမြင့်ချစ်တွေရအောင်စ조사ခဲ့တာလားဒါမှမဟုတ်တကယ်ပဲရှိတာနဲ့ရအောင်လုပ်ခဲ့တာလားဆိုတာကတော့အခုချိန်မှာတိတိကျကျမသိရသေးပါဘူးဒါမဲ့သေးကြတာတခုကတော့အဲ့ဒီအချက်ကပဲ US အစိုးရကိုလုံးဝတက်လှန်လိုက်တယ်လို့ဖြစ်သွားစေတာပါဒါကြောင့်မဲ့အခု US ကအင်အားအကြီးဆုံးအကောင်းဆုံးသော chip တွေကိုပိတ်ပင်ရုံနဲ့မကတော့ဘဲနဲ့ quality short ထားတဲ့ chip မျိုးတွေကိုပါလုံးဝပိတ်ပင်လိုက်ပြီဖြစ်ပါတယ် ဒီပိတ်ပင်မှုကလည်းဘယ်နှစ်ဘယ်ရက်ထိဆိုတဲ့ကန့်သက်ချက်မျိုးမရှိပါဘူးပြောရမယ်ဆိုရင်တော့ Trump လက်ထက်မှာအမေရိကန်နဲ့တရုတ်ကုန်သွယ်စစ်ပွဲကပိုပြီးတော့ပြင်းထန်လာနေတဲ့အခြေအနေမျိုးပါဒီလိုအခြေအနေမျိုးမှာအမေရိကန်ဘက်ကနေအစင်းမြင့်နည်းပညာကုန်ပစ္စည်းထုတ်လုပ်မှုခွင်းဆက်တွေအထူးသဖြင့် chip ထုတ်လုပ်ရေးလုပ်ငန်းတွေကိုတရုတ်နိုင်ငံနဲ့လုံးဝကင်းလွတ်ရအောင်ဆွဲထုတ်ပြီးတော့အမေရိကန်မြေပေါ်မှာပဲရှိနေစေဖို့ဆိုတဲ့အစီအစဉ်တွေကိုလက်တွေ့အကောင်အထည်ဖော်နေတာပဲဖြစ်ပါတယ် ဒီကြားထဲမှာပဲ Nvidia ဘက်ကလည်း America မှာဒေါ်လာဘီလီယံ900တန်ဖိုးရှိတဲ့ AI နည်းပညာဆိုင်ရာ infrastructure တွေတည်ဆောက်မယ်လို့ကြေညာထားပါတယ်။ Nvidia ရဲ့ chip တွေကိုတကယ်တမ်းထုတ်လုပ်ပေးနေတာကတော့ကမ္ဘာအကြီးဆုံး chip ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ TSMC ရပဲဖြစ်ပါတယ်။အဲ့ဒီ TSMC ကလက်ရှိထိုင်ဝမ်မြန်မာအခြေစိုက်ထားတာဖြစ်တဲ့အတွက်အမေရိကန်ဘက်ကလုံးဝစိတ်မချနိုင်ဖြစ်နေပါတယ်။ TSMC ကလည်း Arizona မှာစက်ရုံအသစ်တွေအတွက်ဒေါ်လာဘီလီယံ100လောက်ထိရင်းနှီးမြှုပ်နှံနေပါပြီ။အခုလက်ရှိကမ္ဘာလုံးဆိုင်ရာနည်းပညာကဏ္ဍကြီးကတော့လုံးဝနှစ်ချမ်းကွဲနေပြီဆိုတာတွေ့လာနေရပါတယ်။တချမ်းကအမေရိကန်ဥဆောင်တဲ့စနစ်၊နောက်တချမ်းကတော့တရုတ်ဥဆောင်တဲ့စနစ်ဖြစ်နေတာပါ။ NVIDIA တို့လိုကုမ္ပဏီကြီးတွေကတော့ဒီအလဲမှာလုံးဝကြားညက်နေတာပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Nvidia ရဲ့ chip တွေက chat bot တွေဒါမှမဟုတ် video game တွေမှာပဲသုံးတာမျိုးမဟုတ်ဘဲနဲ့စစ်ဖက်ဆိုင်ရာစောင့်ကြည့်ရေးစနစ်တွေ autonomous drone တွေ cyber လုံခြုံရေးနဲ့ cyber warfare တွေမှာပါသုံးတယ်လို့စစ်မြေပြင် viewer တွေချဖို့အတွက် data တွေကို analysis လုပ်တာမျိုးတွေမှာပါအဓိကသုံးနေရတာဖြစ်ပါတယ် ။ဒါကြောင့်နိုင်ငံအသီးသီးရဲ့နိုင်ငံတော်လုံခြုံရေးတွေနဲ့လည်းဓာတ်ရိုက်ပတ်သက်နေတယ်လို့ပြောလို့ရပါတယ်။တဲပဲပြောရရင်တော့ဘသူကအစင်းမြင့်ဆုံး AI chip တွေကိုထိန်းချုပ်ထားနိုင်လဲဆိုတာကနောင်လာမယ့်စစ်ပွဲတွေရဲ့အနာဂတ်ကိုထိန်းချုပ်လိုက်တာမျိုးနဲ့အထိပ္ပယ်ချင်းထပ်တူကျသွားတာဖြစ်ပါတယ်။ဒါအပြင်ဒီနေ့ကျွန်တော်တို့မြင်နေရတဲ့အပြစ်မဲ့တဲ့ AI chip လေးတွေဟာမနှက်ဖြန်ကြရင်စစ်ဖက်ဆိုင်ရာ AI စနစ်တွေရဲ့ပင်မကြောယိုလည်းဖြစ်လာနိုင်တယ်ဆိုတာပါဥမာအပြင်စစ်ဖက်တုံးဆက်ရုပ်တွေဒုံးကျည်ပြင့်မှတ်ရှာစနစ်တွေဒါမှမဟုတ်လဲ deep fake လို့ခေါ် ်တဲ့လူတယောက်နဲ့အတန်တူအယုတ်တူဗီဒီယိုတွေ live တွေနဲ့ဝါဒဖြန့်မှုတွေဖန်တီးတာမျိုးတွေလည်းပါပါတယ်။ US ဆိုရသူတို့ပို့လိုက်တဲ့ chip တွေဟာဒီလိုမျိုးစီရေးဆိုင်ရာအကူအညီတွေကိုတွယ်ဝိုက်ပြီးတော့တောင်ဖြစ်နိုင်စေမဲ့အန္တရာယ်မျိုးကိုလုံးဝလက်မခံနိုင်ကြတာပါ။ဆိုတော့ Nvidia ရဲ့ AI chip တွေဟာမှန်မှန်ကန်ကန်နဲ့ထိထိရောက်ရောက်သုံးတတ်မယ်ဆိုရင်စစ်ပွဲတွေကိုတော့အနိုင်ရအောင် တိုက်ပင်းနိုင်တဲ့အထိအကူအညီဖြစ်စေနိုင်ပါတယ်။ US အစိုးရတရုတ်တွေဒီလိုအတုံးချလာတာကိုသူတို့လုံးဝမထိန်းချုပ်နိုင်တော့တဲ့အခြေအနေတစ်ခုထိမရောက်သေးခင်မှာပဲနှေးသွားအောင်ဒါမှမဟုတ်ရပ်တန့်သွားအောင် လုပ်ချင်တာအဓိကအကြောင်းရင်းပဲဖြစ်ပါတယ်ဆိုတော့ဒီလိုအခြေအနေတွေအောက်မှာကြားညံ့နေရတဲ့နှီးပညာနယ်ပယ်အပေါ်မှာမိတ်ဆွေတို့ကဘလို့တုံးသက်ချင်ပါသလဲမိတ်ဆွေတို့ရဲ့အမြင်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအလုံးကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ် နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါအောင်မယ်။နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်။